တိန်ကတုသမီ channel ကိုနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့မှာဖတ်ပြပေးမယ့်အကြောင်းအရာလေးကတော့တော်လေးဝဝင်အမျိုးသမီးလေးဦးတဲကဖျားလောင်းမဟောတရာရဲ့ဇနီးဖြစ်သူ အမရာဒေဝီရဲ့အကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။အမရာဒေဝီ အမရာဟူသည်ဖျားအလောင်းတော်မဟောတရာပညာရှိ၏ပါရမီဖြည့်ပတ်ပညာရှိတစ္ဆာရှင်ဇနီးကောင်ရတောတရားအလောင်းမင်းဖြစ်ပါသည်လွန်လေပြီးသော အခါဝိဒေဟရေတိုင်းမိထီလာပြည့်ရှင်ဝိဒေဟရေမင်းကြီး၌တေနက ပကုတာကာမိန်နာနှင့်ဒေဝိန်နာဟူ၍အမကြီးလေးဦးရှိသည်မြို့တော်အနီးပါစီနယဝမစ္စကုံးရွာ၌ တိရိဝဒနာတထေတုမနာဒေဝီတို့မှတားတယောက်ဖွာမြင်ရာမဟောတရာဟုအမည်ပေးကြသည် မင်းကြီးသည် အိမ်မက်အရာအရရက်တွင်ပညာရှိရှားစေရာခလေးဘဝမဟောတရာကြီးကျက်ဆောက်လုပ်သည့်ဇရက်ကို တွေ့မြင်ရသဖြင့်စောင့်ကြည့်ကြသည်မဟောတရာတတို့သားသည်ဉာဏ်ပညာထူးခြားလာ၍အမဲသားချီသွားသောစွန်ကိုလိုက်၍ခြောက်လန့်ပေးခြင်းနွားခိုးသူကိုဖော်ထုတ်ပေးခြင်း လဲရွဲခိုးမှုခြိထွေးခိုးမှုတာလူမှုမယားလူမှုတို့ကို စီရင်ဆုံးဖြတ်ပေးနိုင်ခြင်းချက်ထားခိုးမှု ရှားလန်တန်အရင်အဖျားဖော်မှု ဥကောင်းကွန်ခွဲခြားမှုမွေဘူမွေမခွဲခြားမှုမင်းကြီးဤချက်ပြတနာ ရေကန်ပြတနာနှင့်မီးပြတနာများကိုလည်းဖြည့်ရှင်းပေးနိုင်ခဲ့သည်မဟောတရာအာမင်းကြီးဤမိဖုရားဥတုံပရဒေဝီကမွေးစားခဲ့သည် မဟောတရာတို့သားသည်ပြတနာအရရက်ကိုမိမိဉာဏ်ပညာအစွမ်းဖြင့်ဖြည့်ရှင်းပေးနိုင်မှုကြောင့်မင်းကြီးဤချီးမြှောက်ခြင်းခံရ၍ဖုံးချက်တည်းစီးစိမ်ဥစ္စာအထံအယံတိုးတက်ပြန်ပွားများမြတ်လျက်ရှိသည်ထိုမဟောတရာအိမ်၌ပစ္စည်းဥစ္စာများထိမ့်သိမ့်မိသူအရှင်မမရှိသေး၍ဥတုံပရာဒေဝီမိဖုရားကသာလျှင်စီမံခန့်ခွဲပေးနေရသည်မဟောတရာလည်း၁၆နှစ်အရွယ်ရောက်သော မိဖုရားကငှမောင်မဟောတရာသည်ယခုအရွယ်ရောက်ပြီးငှမောင်အားထိုက်တန်သောတတိုးသမီးနှင့်ထိမ်းမြားပေးရလျင်ကောင်းမည်ဟု အကြံဖြစ်ပြီးမင်းကြီးအားတိုင်ပင်သည် မင်းကြီးသည်တင့်မောင်အားအတိပေးလောဦးဆိုသည်ထို့နောက်မဟောတရာကိုခေါ်ပြီး မောင်ငယ်တင်၌ယခုစီးစိမ်ဥစ္စာတို့ကိုထိမ့်သိမ်းဆောင်းရှောင်းမြည်သူမရှိသေးတင်လည်းအရွယ်ရောက်ပြီဖြစ်၍အိမ်အောင်ပြုတင်ပြီဟု မင်းကြီးနှင့်ငါအကြံအစီရှိသည်ဟုဆိုသည် မဟောတရာလည်းမိဖုရား၏စကားကိုလက်ခံပြီးထိုက်တန်သောတရိုသမီးကိုလှဲ့ပွက်ရှာပွေ၍တွေ့လျင်ပြန်ကြားလျှောက်ထားပါမည်ဟုဆိုသည်မဟောတရာသည်ဖွာဖက်ရွှေပေါ်လူလင်ပြိုတထောင်တို့အားအကျိုးအကြောင်းပြောပြပြီးမင်းရဲ့မင်းမှုအဆူဆူကိစ္စကိုငါမရှိတော့လဲမလင်မဟင်းလုံးလာပြူရေချဟုမာကြပြီးမထင်မရှားစင်းရသားအချုပ်သမားအသွင်ဖြင့်မြောက်တကားမှထွက်၍ ဥတ္တရယဝမြစ်စကုံးရွာသို့သွားလေသည်ထိုအခါဥတ္တရယဝမြစ်စကုံးရွာတွင်စီးစိမ်ပျက်စီး၍လေယာလုပ်ငန်းဖြင့်အသက်မွေးသောတထိဟောင်းလင်မယားနှင့်အမရာမီသောသမီးတယောက်ရှိသည် ထိုအမရာသူတို့သမီးသည်အလွန်အစင်းအလှနှင့်တင့်တယ်ပြီးဖုံးပညာနှင့်လည်းပြည့်စုံသည်အမရာသည်ဖခင်လဲလောက်ရာစီတို့နနက်စာယာကူကိုနေတိုင်းပူရသည်ဖခင်အတွက်ယာကူသွားပူစဉ်လမ်းတွင်မဟောတရာလူလင်နှင့် ခရီးရင်ဆိုင်မနီးမဝေးတွေ့မြင်လေသောတန်တရာအဆက်ဆက်ကမြစ်တာချင်းဖလဲအတူတကွပြူဘူးသော ကုတ္တကံစေသောသဖြင့်အပြန်အလှန်သဘောကျနှစ်ချိုင်မိသည်မဟောတရာကဤအမျိုးသမီးသည်ခင်မွရှိမရှိမသိရသည်စုံစမ်းအံ့ဟုကြံ၍နှုတ်ဖြင့်မမေးပဲအဝေးကပြင်လက်စုပ်ကိုပြ၏ပညာရှိမှုငါမေးလိုသောအကြောင်းကိုသိပေလိမ့်မည် ပညာမရှိ၍မတိလျင်စွန့်ပြစ်၍သွားမည်ဟုကြံသည် အမရာသည်ငါအားလင်းရှိမရှိမေးသည်ဖြစ်မည်ဟုတွေးပြီးလဝါဖြန်ကားပြသည်မဟောတရာလည်းလင်းမရှိမှန်းသည်၍အနာတို့ချိကပ်ပေးလျင်ငါနမအမိဘလို့ခေါ်တလဲဟုမေးသည် အမရာလည်းပညာရှိပြီးပြီးအမိကိုဓာတ်ရိုက်မပြောဆိုပဲကျွန်ုပ်အမိကဖြစ်စေဖြစ်ပြီးဖြစ်လက်တံကာလာ၃ပါးတို့၌မရှိသောအမိဖြစ်ပါသည်ဟုဆိုသည် အမရာဟုသည်မသေးဟုဆိုလိုသည်တရိုသမီးစကား၌မရှိဟုသော အမိကို ရှာကြံသော လောက၌မသေးသူအမိမရှိတော့သည်ဟုတွေးယူမိသဖြင့်အမရာတေခြင်းမရှိသောဟုတီးပြီးလျင်တင်းဤအမိအမရာလားဟုမေးသည်ဟုတ်မှန်ကြောင်းဝန်ခံပြီးသော မဟောတရာသည်တင်းရာခုကိုဘသူထံပို့ဆောင်သည်ဟုမေးသည် အမရာလည်းအင်းရှင်းနှက်ကိုပို့ဆောင်ပါမည်ဟုဆိုလျင်မဟောတရာလည်းအဖထံပို့မည်ဟုတည်သည်တင်းဤအဖသည်အဘယ်အလုတ်ကိုလုတ်တနည်းဟုမေးပြန်သည် အမရာလည်းအရှင်တက်ရောက်သေးဖြင့်နှက်ကွဲသော အမှုကိုပြုလုပ်ပါသည်ဟုဆိုသောလဲထုံခြင်းသည်ထုံသွားဖြင့်လဲမြေကိုနှက်ကွဲကွဲစေသောကြောင့်လဲထုံသည် ဖြစ်မည်ဟုတည်သည်တင်းဖခင်ဘယ်အရ၌လဲလုတ်တနည်းဟုမေးပြန်သော အမရာလည်းထိုအရက်တို့တကြိမ်ရောက်သောသူတို့တစ်ခေါက်တစ်ပြန်ပြန်မလာသောအရက်၌လဲလုပါသည်ဟုဆိုသောမဟောတရာလည်းတင်ချိန်ကုန်၌လဲလုသည်ဟုသည်သည်တပ်ဖန်မဟောတရာသည်ယနေ့တင့်အိမ်ကိုပြန်လာမည်လားဟုမေးသော အရှင်လာလျင်ကျွန်ုပ်မလာရမလာလျင်ကျွန်ုပ်လာပါအံဟုဆိုသောမိုးရွာသောအခါရေကြသောချောင်းရေလာလျင်မိမိမလာရမိုးမရွာလျင်ချောင်းရေမလာထိုအခါမိမိလာရမည်ဟု တွေးယူမိသည်ဖြင့်ချောင်းတစ်ဖက်၌လည်းလုံမှန်းတည်သည် ထို့သို့နှစ်ဦးစလုံးရက်၍မေးမြန်းကြပြီးလျင်အမရာသည် သူတင်ပါလာသောယာကူကိုတုံးဆောင်ရန်ပြောဆိုသည်ဖျားလောင်လည်းချစ်၍ပေးသည်ကိုပယ်ခြင်းသည်မင်္ဂလာမရှိဟုကြံ၍လက်ခံသည် အမရာလည်းကောင်းပြီဟုဥကောင်းပေါ်မှယာဦးအိုးကိုချသည်မဟောတရာလည်းငါအားလက်ဆေးရည်မပေးပဲရှားကုထဲ့သည့်ခွက်ကိုလည်းမစေးမကြောပဲမတန်မရှင်းပေးကြလျင်ဤမိမကိုထားခဲ၍စွန်သွာအန်ဟုကြံသည် အမနာသည်တန်ရှင်းစွာစေးကြောပြီးယာကုထဲကတုံးဆောင်စေသည်ယာကုသည် ရေများ၍ဆန်နေသည်ဖြစ်သွက်သည်ထိုအခါဖျားလောင်ကယာကုအားအလွန်ပြည့်ဤအဘဲကြောင့်နည်းဟုမေးသည် အမနာလည်းအရှင် ရေရှားသောကြောင့်ယာကုဖြစ်ပါသည်ဟုဆိုလက်တော့တဲ့အဖလှုပ်သည့်လေခွက်များ၌ရေရှား၍စပါးမအောင်သည်ထင်ဤဟုဆိုသည် ထို့နောက်ဖျားလောင်းသည်ယာကုအနှဲငယ်တုံးဆောင်ပြီးတော့တင်းဤအိမ်သူငါသွားလို၏ငါအားခยีလန်းညုံကြပါဟုဆိုသည် အမရာလည်းကောင်းပါပြီဟုဆို၍အရှင်ဤလန်းဖြစ်သွားလျင်အကျွန်ုပ်တို့ရွာသူရောက်ပါလိမ့်မည်ရွာတွင်သူဝင်းမိလျင်ရှေးဦးစွာ မုံလုံးစည်းကိုတွေ့အံ့ထိုးမှသွားပြန်လျင်ပင်လုံးကျုပ်ပွင့်လျက် အရွက်နှစ်ဆင့်တစ်ပင်ကို တွေ့မြင်အံထိုနေရာသို့ရောက်လျင်အကျွန်ုပ်ပေးသောလက်ဖြင့်မယူမူ၍မပေးသောလက်ဖြင့်ယူတော်မူပါ ထိုလန်းသည်အကျွန်ုပ်အိမ်သို့သွားသော လန်ဒီဟုလျှို့ဝှက်၍ညွန်ကြားလိုက်ပြီး အရှင်တည်တော်မူပါလျင်အကျွန်ုပ်တို့အိမ်သို့ရောက်ပါလိမ့်မည်ဟုဆို၍ယာကူအိုးကိုရွက်ခါဖခင်ထံလဲတော်သို့သွားလေသည် မဟောတရာသည်အမရာညွန်ကြားလိုက်သောလန်းဖြင့်သွားသောရဝမြေစကုံးရွာသို့ရောက်ပြီးမုတ်လုံးစီ ပုံးရီစီပင်လေကတိပင်တို့ကို အစဉ်အတိုင်းတွေ့မြင်လေသည် ထိုကတိပင်တို့ရောက်နေရင်အိမ်ကြားသို့ဝင်သောလမ်းလေရှိသောကြောင့်တိပင်ရင်း၌ရက်လျက်အမရာသည်ငါကိုအကျင်လက်ဖြင့်အကျွန်ုပ်ပေး၏ထိုပေးသောလက်ဖြင့်အမရာမိခင်သည်မဟောတရာအားကောင်းမွန်စွာချက်ပြုတ်ကြွေးမွေသည်အမရာသည်ညချမ်းအခါလေတော်မှထင်းစီကိုရွက်လျက် ဟင်းရွက်ကိုပိုက်ခါအိမ်သို့ပြန်လာသည်အဖသည်လည်းညာချမ်းအခါမှလယ်တော်မှအိမ်သို့ပြန်လာသည် အမရာသည်မိဘနှစ်ပါးနှင့်မဟောတတာအားကောင်းမွန်စွာညစာထမင်းကြွေမွေးပြီးခြေစေးခြင်းစုပ်နေခြင်းစသောဝိကိုပြုသည်မဟောတတာသည် အမရာ၏အမှုအကျင့်ကို ရှုကြည့်စင်ခြင်းလိုသဖြင့်ထိုအိမ်၌နှစ်ရက်သုံးရက်ပတ်လုံးနေလေသည် တနေ့တနိုင်မဟောတရားသည် အမရာကိုပညာစမ်းလို၍အမရာစံတစ်ခွက်ကိုနှက်ပြန်နှက်နှက်မုတ်ကျူရာကူထမင်းသုံးမျိုးရအောင်ချက်ပေးပါဟုဆိုလေသည် အမရာလည်းကောင်းပါပြီဟုဝန်ခံ၍တစ်ခွက်သောစံကိုစုံလိုက်ဖြူစင်စွာဖုတ်သည်ဖြင့်စံရင်းကို ထမင်းချက်၏စံလက်ကိုရာကူကျူ၏ဇကွဲကိုက အမုံဖြစ်အောင်ထောင်း၍မုတ်ကျွလုပ်၏ ချိုးထမင်းရာကူမုတ်ကျွန်းနှင့်လျော်သောစမဲဟင်းလျာကိုလည်းပြီးစီပြီးသောနက်နက်ဆောဆော၌ပြင်ဆင်၍မဟောတရာအားပေးသည်မဟောတရာသည် ရာကူမုတ်ကျွန်းထမင်းတို့ကို အစဉ်အတိုင်းသုံးဆောင်ပြီး ကတွင်ရှာပေါ်၌ခြကားများဖြင့်18000ကုံသောအကျောတို့ကိုဆောင်ရည်တည်သည်သို့သောမဟောတရာသည်အမရာအားစုံစမ်းလိုသောကြောင့်တင်သည်မချက်တက်ပဲလျက်ငှဆန်ကိုဖျက်ဆီးပြီးတည်းဟူဆို၍မစင်ကဲ့သို့ယုံရှာဟန်ပြုလျက်ထွေးပစ်လိုက်ပြီးယာကူမုတ်ကျုထမင်းသုံးမျိုးတပေါင်းနဲ့နေပြီးလျင်အမရာဤဥကောင်းပေါ်မှလောင်းချလိုက်၍ သင်ယခုတကားဝမှာနေခြင်းဟု မပိုင်မီကပင်နိုင်တန်းနှင့်ဆိုသည်အမရာသည်ဖျားလောင်အားစိုးစင်းများစိတ်မသားခြင်းမရှိမူ၍အရှင်ကောင်းပါပြီနေစေခြင်းလျှင်နေပါမည်ဟုဆိုလျက် တကားဝါနိုင်သွားနေသည်မဟောတရာသည်ဤမိမကအမျက်မှန်မရှိ မိမကောင်မိမမျက်ဖြစ်ပေသည်ဟုသိပြီးလျင်လာလေဟုခေါ်သည် အမရာလည်းအမျက်ဒေါသမှန်မရှိခြင်းကြောင့်တခွန်းထဲဖြင့်ရိုသေးစွာလာ၍အနီးနိုင်နေ၏ဖျားလောင်သည်ကုန်းဧထဲသောအိမ်၌အတပြားတစ်ထောင်နှင့်ထပင်ကောင်းတစ်ထည်ကိုထည့်၍မိမိအိမ်ကားပင်စောင့်ယူခဲ့၏ ထို့ထမီကို အမရာကိုပေး၍ရေချိုးပြီးဝိ၍လာရန်ပြောကြားခဲ့သည် အမရာလည်းမဟောတရာဆိုတိုင်းရေချိုးပြီးတော့ထမီအစ်စ်ကိုဝိ၍လာသည် ထို့နောက်မဟောတရာသည် အဝိချုပ်ခရသောအဥ္စာများနှင့်အိမ်ကပါသောအတပြားတစ်ထောင်ကို အမရာဤမိခင်ဖခင်တို့အားပေးပြီးလျင်တမီးကိုတောင်းယူခဲ့သည် မိဘနှပါကလည်းသမီးကို ကိုစိတ်ချမ်းသာစေရန်ကျင်နာလေးမြတ်ပါဟုမှားကြသည်ထို့နောက်အမဟောတရာသူခမိန်သည်ရောက်ခမနှစ်ယောက်ကို ပန်ကြ၍အမရာတို့သမီးကိုခေါ်လျက်မိမိနေရာမျိုးသို့စောင်းသွားလေသည်မဟောတရာသူခမိန်သည် အမရာဤပညာကိုစမ်းလို့သဖြင့်အမရာအာ ထီးနှင့်ဖနက်ကိုပေး၍ဖနက်စည်းကထီးဆောင်ခဲ့ဟုဆို၏အမရာသည်တစ်ပင်တစ်ခက်စသည်မရှိသောလွင်ပြင်၌နေပူတော်လဲထီးကိုမဆောင်တစ်ပင်တစ်ခက်အောက်စသည်၌သွားရသောအခါနေမပူတော်လဲထီးကိုဖွင့်လေ၍ဆောင်၏ရေမရှိသောမြေပြင်၌ဖနက်ကိုမစည်းရေရှိရာရောက်မှသာလျှင်ဖနက်ကိုစည်း၏ထိုအကြောင်းကိုသူခမိန်ကမေးလျင် အရှင်ရေမရှိရာရေပြင်၌ခလုတ်စူးညောင်ကိုမြင်သာသည်ဖြစ်၍ဖက်နက်မစည်းတော်လည်းမစူးမရှာရာရေထဲ၌မူကားငားလိတ်စူးညောင်ခလုတ်ရှိ၍မမြင်နိုင်သဖြင့်နေမိခဲ့သောဖက်နက်မစည်းလျင်စူးရှာနိုင်သည်တောအရက်သို့သွားရခြင်း၌တစ်ပင်တစ်ခတ်တို့၌ဆွေးမြေသောတစ်ကိုင်းတို့ကြိုးကြနိုင်သည်ဖြစ်၍ထီဆောင်၏လွင်ပြင်၌ကဤသို့သောဘေးမရှိသည်ဖြစ်၍ထီမဆောင်ခြင်းဖြစ်သည်ဟုဖြေကြသည် သူခင်မင်းသည်ဤသူတို့သမီးငယ်ငယ်ရွယ်တော်လဲအလွန်ပညာရှိပေစွာဟု အောင်းမေ၏ထိုမှတဖန်ခရီးဆက်သောလမ်းခရီး၌အသီးများစွာတည်နေသောဇီးပင်တပင်ကိုတွေ့သည်ထိုအခါအမရာသည် အရှင်ဇီးပင်ပေါ်သို့တက်၍ဇီးတိခုစုယူကသုံးဆောင်တော်မူပါလောဟုဆိုသည်မဟောတရာသည်ငါခရီးပင်မနေ၍မတက်နိုင်တင်စွမ်းနိုင်လျင်တက်၍စုယူပါတော်ဟုဆိုသည် အမရာသည်ကောင်းပါပြီဟုဝန်ခံပြီးဈေးပြင်ပေါ်သို့တက်၍တက်ခွာကြနိုင်နေလျက်ဈီးသည်ဆွေယူသည် အမရာကလည်းမဟောတရား၏ပညာရှိမရှိစုံစမ်းအံ့ဟုကြံပြီးအရှင်ဈီးသည်အေးကိုစားလိုသလိုဈီးသည်ပူကိုစားလိုသလိုဟုမေးသည်မဟောတရားကပညာစမ်းမန်းကိုမတိလေးရောင်ပြု၍ဈီးသည်ပူကိုစားလို၏ဟုဆိုသည်အမရာလည်းဈီးသည်ကို ခုယူပြီးမြေပူရမြေပုတ်တဲသို့ခြာပေသည် တဖန်ဇီးသီးအေးကိုစားလိုသည်ဟုဆိုပြန်သောမြက်ပင်ပေါ်သို့ချပေးသည်မဟောတရာသည် ထိုဇီးသီးကိုကောက်ယူလျက်တန်ရှင်းအောင်ပြုပြီးတုံဆောင်က အမရာကိုဇီးပင်ပေါ်မှဆင်းသက်စေသည်အမရာသည်ဇီးပင်ပေါ်မှဆင်းသက်ပြီးရေအိုးကိုယူပြီးသော မြစ်သို့သွား၍ရေခတ်ကအရှင်တောက်တော်မူပါဟု၍ပေးလေသည် ထို့နောက်ခရီးဆက်ပြန်သောမြို့သူရောက်လေသည်မြို့သူရောက်လျင် သူခမိန်သည် အမရာဤကိုကျင်တရားကိုစုံစမ်းလိုသောကြောင့်တကမူးအိမ်၌ခိနနေရီဦးဟုဆိုကတကမူးမယားအားအထားခဲ့၍အိမ်သို့ပြန်သည်မဟောတရာလူလင်ပြိုတို့ကို ခေါ်စေပြီးငါသည်မြောက်တကမူးအိမ်၌မိမတယောက်ကိုထားခဲ့သည် ထိုမိမအားအသက်ပြတထောင်နှင့်မင်းကြီးဤသားတော်ကစေလှူကြောင်းပြောဆိုစုံစမ်းကြဟုဆိုသည် မင်းချင်းတို့သည် သူကမိန်ဆိုသည့်အတိုင်းစုံစမ်းကြ၏အမရာသည်အတပြားတထောင်ထုံးနှင့်တောင်းဆိုလာသော လူလင်တို့အားမောင်ကြီးတို့ဤအတပြားတထောင်သည် အကျွန်ုပ်လင်ဤခြေဘွား၌ကတ်သော မြူလုံးလေးမြောက်အဖိုးမထိုက်ပါနှစ်ချရာသွား၍တပါးမာသာရှာကြပါဟုဆိုသည်၃ချိန်တိုင်အောင်ဖျားယောင်ခိုင်းတော်လဲအချီးနီးသာဖြစ်သည် မိမိလင်ယောက်ကြားပေါ်တွင်လွန်စွာတစ္ဆာရှိသောအမျိုးသမီးဖြစ်ပေသည်တပံမဟောတထားသည်မင်းအာနာထား၍ခေါ်ကြည်မလိုက်လျင်လက်ကိုဆွဲငင်၍ခေါ်ကြည်ဟူစေလိုသည်မင်းချင်းတို့လည်းမင်းကြီးဤသားတော်ကသူ့ကိုညှင်းပယ်သောကြောင့်အမျက်တော်ဝင်ပြီးအပါခေါ်ခဲ့ရန်စေလို၍ယခုလာကြရသည်ဟုဆိုသည်ထိုအခါအမရာသည်မောင်ကြီးတို့အရှင်သားတော်ကိုမထီမဲ့မြင်မပြုဝင်ပါ အရှင်သားတော်ကသူကောင်းပြုလိုတော်လဲဖုံးကန်နေသည့်ကျမဖြစ်၍ကံထားရာလင်းနေရှိသေးပြီဖြစ်သောကြောင့်သူကောင်းမပြုထိုက်ပါကံနေမိန်းမဖြစ်ကြောင်းကိုရှောက်ထားခြင်းသာဖြစ်ပါသည်ဟုဆိုသည် မင်းချင်းတို့သည် အပါခေါ်ခဲ့ရမည်အမိန့်တော်ရှိ၍စွဲငင်ခေါ်ယူလျက်မဟောတထာတန်တို့ပို့လေသည် အမရာသည် မင်းသားကိုမြင်သောမမတ်မိ၍ပြုံးရခြင်းကိုလည်းပြု၏မျက်ရည်ညိုစီငိုကြွေးခြင်းကိုလည်းပြုသည် မဟောတရာကအဘဲကြောင့်ဤဟုမေးတော့အရှင်သားတော်ဗျာအကျွန်ုပ်ပြုံးရခြင်းသည်အရှင်သားကိုမခံညာလို၍မဟုတ်ပါမြင့်မြတ်သောစီစဉ်သည်ဖုံးကံနေသောသူတို့အားမထိုင်ထိုစီစဉ်တို့သည်ရှေးကဒါနာသီလစသည်ကိုပြု၍ကုသိုလ်ကံကြောင့်ရအပ်သည်ကုသိုလ်ကံဤအကျိုးအလွန်အံ့ဩဖွယ်ရှိစွာတကားဟုကြံမိ၍နှစ်လိုသောနှလုံးဖြင့်ရှင်ပြုံးမိပါသည်မြတ်ရေယူစည်းငိုသည်မှာဤသို့သောစီစဉ်တော်ကြီးကိုရသော ။တခင်ဖြစ်ပါလျက်သူတော်ကောင်းအလေးအကျင့်ဖြစ်သားပျော်ပါရမည်ကိုစိတ်အလိုသို့လိုက်၍လင်းရှိမိမာကိုတင်ယူမည်။ဤမကောင်းမှုသည်တမလွန်တန်တရား၌ကြီးစွာသောငရဲ၊စင်းရဲမီးလျံသို့ပို့ဆောင်သဖြင့်စင်းရဲရှာလိမ့်မည်။တနာချင်းကယူနာတတ်၍စိတ်မကောင်းဖြစ်မိပါသဖြင့်ငုံမိပါသည်ဟုလျှောက်သည်။ သူခမိန်သည်အမရာဤစိတ်နေစိတ်ထားကိုကျင့်တရားစင်ကြေပေသည်ဟုနှစ်သက်ဝမ်းမြောက်ပြီးအချင်းတို့ဤမိန်းမကိုတကမူးအိမ်သို့ပြန်ပို့ကြဟုဆိုသည်ထို့နောက်သူခမိန်သည်မထင်မရှားအချုပ်သမားဤအသွေးဖြင့်တကမူးအိမ်သို့ပြန်သွားပြီးအတူတကွပျော်ရွှင်စွာနေညာကိုကုံစေသည်မဟောတရာသည်အမရာကိုတကမူးအိမ်တွင်မထားခဲ့ပြီး နန်းတော်သို့ဝင်ပြီးလျှင်ဥတုံပရာမီဘုရားအားမိမိနှစ်သက်ရာမိမကောင်းရရှိခဲ့ကြောင်းရှောက်ထားခဲ့သည်မိဘယားကြီးလည်းနှစ်သက်ဝမ်းမြောက်စွာဝိတေဟရိမင်းကြီးထံသွား၍ အကျိုးအကြောင်းလျှောက်ထား၏ထို့နောက်မဟောတဒာနှင့်အမေရာတို့အားမြို့တွင်မင်းညီမင်းသားတို့ထိမ်းမြမင်္ဂလာဆောင်ရွက်ရိုးအစဉ်ရှိသည့်အတိုင်းကြီးကျယ်ခမ်းနားစွာ ထိမ်းမြမင်္ဂလာကိုပြုစေသည်မင်းနှင့်တကားပြည်သူပြည်သားအပေါင်းတို့ကလည်းလက်ဆောင်ပန်းနာများဖြင့်ပူဇော်ကြကုန်သည် အမရာဒေဝီသည်ရောက်လာသည်များလက်ဆောင်မှန်သည်များကိုတဝက်ခွဲ၍လက်ဆောင်အဖြစ် တုံ့ပြန်ပေးခဲ့သည် လိမ္မာခွင့်သည့်ပညာရှိသော ဒီတီတီမတ်မိမမြတ်တို့နတ်နှင့်မချားလင်ယောက်သားကိုပျော်ပါမပြတ်ရွှင်စီတက်လျက်လေးမြတ်တထင်မိမိလင်အားလူတွင်စင်စင်မိတ်ကြီးဖြစ်၏ဟုသော မာဃဒေဝလင်ကအဆိုအရအတိအလိမ္မာဉာဏ်ပညာရှိပြီး ဖြောင့်မတ်တည်ကြည်သော မိမကောင်းမိမမြတ်သည်လင်းယောက်ျားကိုနတ်ကဲ့သို့ယူသည် လေးစားလျက်နှလုံးစိတ်ဝမ်းရွှင်လန်းအောင် အမြဲပြုမှုဆောင်ရွက်တတ်သည်လင်းယောက်ျား၏အကျိုးစီးပွားကို တိုးတက်အောင် အခက်အခဲမှန်သမျှကိုလည်းဖြည့်ရှင်းပေးနိုင်စွမ်းရှိသောကြောင့်မိတ်ဆွေကောင်းမိတ်ဆွေစလဲဖြစ်ပါပေသည်ယခုလေအမရာဒေဝီသည်ခင်မောတဲ့ဤဘေးအန္တရာယ်များကိုမိမိပညာအစွမ်းဖြင့်ပယ်ဖျောက်ပေးခဲ့လေသည် အမတ်ကြီး၄ယောက်တို့သည်အချင်းချင်းတိုင်ပင်ကြပြီးအမတ်သူခမိန်တို့ငါတို့သည်တထေးသားမဟောတရာကဲ့သို့ပင်အရာရာမှာမစွမ်းနိုင်ကြဖြစ်ချေသည်မဟောတရာပညာကိုပြိုင်လျင်အရှုံးပတ်သားကြုံရသည်ယခုတပံဖုံးပညာရှိသောမယားကောင်းနှင့်ပေါင်းမိပြန်သဖြင့်မဟောတရာနှစ်ယောက်ဖြစ်တကယ်သူရှိကြတော်သည်မဟောတရာပျက်စီးကြောင်းမကောင်းသောဥပယ်ဖြင့်ဂုံးတိုင်စကားဆို၍မင်းကြီးအားရှောက်ထားရသော မကောင်းလောဟုတိုင်ပင်သည် တေနကဒုခမိန်ကသူ့အကြံအစီကိုပြောပြသည်ငါသည်မင်းကြီး၏ပဒမြားစံကျင်ကိုခိုးယူအံပကုတ်တာအမတ်သည်မင်းကြီး၏ရွှေပန်းကုံကာမိန်နာအမတ်ကကံပလာဒေဝိန်နာအမတ်ကရွှေချင်းနှင်းတို့ကိုခိုးကြလောငါတို့ခိုးယူပြီးလျင်မဟောတရာအိမ်တို့တပားသောစားပွဲတောက်ပွဲတို့ကိုရောင်းဟန်ပြု၍ပို့အံထိုအခါအမှုထင်ရှားစွာဖြစ်အံလက်တန်းဟုဆိုသည် အမတ်တို့လည်းတေနကသူခမိန်ဆိုသည့်အတိုင်းအသီးသီးမင်းကြီးဤပစ္စည်းတို့ကိုခိုးယူကြကုန်သည်ထို့နောက်တေနကအမတ်သည်ရတ္တအိုး၌ဗဒမားစံကျင်ကိုထည့်၍ကြုံမတယောက်ကိုခေါ်ပြီးတင်သည်ရတ္တအိုးကိုရွက်လျက်လှဲ့လေရောင်းဟန်ပြု၍သူတပားတို့ကဝဲလို့တော်လဲမယောင်းနှင့်မဟောတရာအိမ်ကခေါ်မေးလျင် အဖိုးမယူဘဲပေး၍လာခဲ့ဟုဆေလိုသည် ထိုကြုံမသည်ဝန်ခံ၍ရတ္တအလိုရှိလျင်ဝဲကြပါဟုဆိုကား မဟောတရာတုခမိန်အိမ်အနီးတို့ခေါင်းတုံခေါက်ပြန်သွားနေသည်အမရာဒေဝီသည်အိမ်တကားဝါ၌ရက်လျက်အကြောင်းတစုံတရာရှိသည်ဖြစ်ရာဟုကြံ၍ရတက်သေးကိုခေါ်သည်အမရာဒေဝီသည်ရတက်အိုးကိုဤတွင်ချခဲ့၍ကျုံမများကိုတင်သွားခေါ်ပါကြဟုရတက်တဲကိုစေလို့လိုက်ပြီးရတက်တဲမက မရှိခိုက်တွင်အိုးကိုလက်ဖြင့်နှိုက်၍ဆန်းလေသောပဒမြဆန်ခြင်းကိုတွေ့မြင်လျင်ပကတိအတိုင်းပြန်ထား၏ အမရာဒေဝီသည် ရတက်တဲမှအိမ်ကျုံမာများကိုခေါ်ခဲ့ပြီးမှအตาအရာဖြောင်းဖြပြောဆို၍ဘသူအိမ်ကပေးတနီဟူမေးသည်တခင်မအကျွန်ုပ်ကတေနက သူခမိန်ဤကျုံမာပါသူခမိန်ခိုင်းစေသဖြင့်ဤသို့ပြုလို့ရပါသည်ဟူဆိုသည်ထို့နောက်အမရာသည်ရတက်တဲမှဤအမိအမိပါမေးပြီးထိုရတအိုးသည်အဖိုးမြေမြထိုက်သည်ဟုမေးပြန်သောလေးအတပြားထိုက်၏ဟုဆိုသည် ထို့တို့ဖြစ်လျင်အကျွန်ုပ်ဝယ်မည်ဟုဆိုသောတခင်မအလိုရှိမူအဖိုးမလိုပြီအိုးနေတကွပင်ယူတော်မူပါဟုဆို၍အမရာဒေဝီအားပေးအပ်ပြီးမိမိအိမ်သို့ပြန်သွားသည်အမရာဒေဝီကတေနကအမကြီးသည်မင်းကြီး၏ပရမညာဆန်ခြင်းကိုခိုးယူပြီးသူ့အိမ်သို့ပို့လိုက်ပုံအကြောင်းဆုံးကိုကမြီးအခရာထိုးမှန်၍တိမ့်ယူထားသည်ထုံမတဖန် ပကုတအမတ်ပိုးလိုက်သောမင်းကြီးဤရွှေပန်းကုံကာမိန်ဒအမတ်ပိုးလိုက်သောမင်းကြီးဤကံပလာ ဒေဝိနအမတ်ပို့လိုက်သော မင်းကြီးဤရွှေချင်းင်းတို့ကိုလည်းရှင်းဤအတူပို့လာသည်နှင်းလာရက်အချိန်ကျုံမဤအမိမိခင်ဤအမိအရှင်းနှင့်တကွာ အလုံးစုံကိုကျုံမတို့နှုတ်ထွက်အတိုင်းကပီးလိတ်ထိုးမှန်၍တိမ့်ယူထားလေသည် ထိုအကြောင်းကို အမရာဒေဝီသည် မဟောတရာအားပြောကြားထားသည် ထို့နောက်သူခမိန်လေးယောက်တို့နန်းတော်သို့ဝင်ကြလေ၍မင်းကြီးအားအရှင်မင်းကြီးအရှင်၌ဆင်မြန်းတော်မူမြဲဖြစ်သောဗဒမားဆန်ခြင်းကိုကျွန်ုပ်တို့မမြင်ရပါအဘဲကြောင့်ဆင်မြန်းတော်မမူပါသည်ဟုလျှောက်သည်အမတ်ကြီးတို့ကောင်းပြီယခုငါဆင်မြန်းအံ့ဟုဆို၍ယူစေသောဒဇာလေးခုလုံးမတွေ့မမြင်ရသဖြင့်ပျောက်ချောင်းကိုတည်လေသည် မင်းကြီးကအဘဲကြောင့်ဤဒဇာလေးခုပျောက်ရသည်ဟုဆိုသောအခါ သူကမိန်လေးယောက်တို့သည်တာမန်ခိုးသူယူဝင်းမည်မဟုတ်တကြွေသားကမြောက်စား၍သူကောင်းပြူတော်မူရာတွင်မင်းကြီးကိုထောင်ထားလိုဟန်အကြံနှင့်ရန်သူတော်ထိုတကြွေသားခိုးယူသည်ဟုတရင်ကြားကြောင်းလျှောက်ထား၍ဂုံးတိုင်စကားဆိုသည်ထိုဂုံးချောစကားကိုမဟောတရား၏အကျိုးကိုလိုလားကြသောနန်းတွင်သားများကမဟောတရားအားအတိပေးကြသည်မဟောတရားသည်ဤစကားမှန်မမှန်မင်းကြီးနှင့်တွေ့မြင်မှ အမှန်တိနိုင်အံဟုကြံပြီးမင်းကြီးအားခါစားအံတော်ညာနန်းတော်တို့ဝင်လေသည်မင်းကြီးသည် အမတ်တို့စကားနားဝင်၍ပြင်းစွာအမျက်ထွက်လျက်မဟောတရာကိုမြင်လျင်အဘယ်သူနည်းငါမသိဟုမိန်ကမျက်နာကိုမျှအမြင်မခံပြန်လှည့်မကြည့်ပဲနန်းထဲသို့ဝင်သွားလေသည် မင်းကြီးသည်သူခမိန်လေးယောက်တို့၏ဂုံချောစကားကိုနားဝင်၍အမျက်ထွက်လျင်မဟောတတာအားရာဇဝတ်ထုံးရှိသည့်အတိုင်းယခုပင်လှုပ်ကြံပြီးစေဟုသူတတ်အကြီးအမှုတို့ကို စေခိုင်းသည်မဟောတတာအကျိုးကိုလိုလားကြသောနန်းတွင်သားတို့သည်မဟောတတာအား ခိတ္တခဏရှောင်းတန်း၍နေတော်မူတင်ကြောင်းဆိုသဖြင့်အမရာဒေဝီအားအဆဆာအယားယာပညာဖြင့်သိအောင်ပြုလျက်နိညာမပြတ်တတိဝရိယရှိပါစေဟုမှာကြားပြီးမထင်မရှားဆင်းရဲသောအတွင်ဖြင့်တခိဏယဝမြေစကုံးရွာသို့သွားပြီးအိုးထိန်တဲ့အိမ်၌မိခိုးလျက်ရှိနေသည်သူကမိန်လေးယောက်တို့သည်မဟောတရာပြေချောင်းကြာတိရာရေဝမ်းမြောက်ကြကုန်သည် မဟောတရာမရှိသည့်နောက်အမရာဒေဝီကိုတင်းယူမိဟုကိုစီကြံကြပြီးတော့အမရာဒေဝီထံလက်ဆောင်ပန်းနာများပို့လျက်အမစကားပါကြကုန်သည်ထိုအခါအမရာဒေဝီသည်သူခမိန်လေးယောက်တို့၏လက်ဆောင်အသီးသီးကိုတင်းယူလိုက်ပြီးထိုသူတို့ကိုမြည်သည့်အချိန်ရောက်လျင်ကြွတော်မူခဲ့ပါဟုအသီးသီးမာလိုက်ပြီးမိမိအိမ်အတွင်း၌နတ်တော်တွင်းကို လူလေး၅ယောက်နေုံသာတူးစေကား မစင်ကြောင့်မစင်ဆိုးတို့ကို ရေဖြော်၍ပြည့်စေသည် ထိုတွင်ပေါ်၌အိမ်ထဲကနေ၍နင်းသာအောင်ရန်တရဆက်ပြင်ဖုံးထိုးပြီးမှတွင်းလေးမျက်နှာ၌ခန်းစည်းကလကာကာယံ၍ထားလေသည် အမရာဒေဝီမှားလိုက်သည့်အချိန်ရောက်လျင်တေနဂအမတ်သည်မိမိကိုယ်ကို ရေချိုးတစားဆင်းပြီးအမရာအိမ်သို့သွားသည်အမရာဒေဝီလည်းဆရာကြွတော်မူပါဟုဖိတ်ခေါ်ပြီးစကားမာယာလိန်မာလှစွာဖြင့်လှဲ့ပတ်ပြောဆို၍အတူမအိတ်ခင် ရေချိုးတော်မူပါအောင်ဟုစီမံထားသောရေချိုးပြင်ချက်ပေါ်သို့တက်စေသည် အမနာဒီဝီသည်တင်နကအမတ်ပြင်ပေါ်သို့တက်၍ရက်သောအခါအိမ်ထဲသို့ဝင်၍ရန်တရားပြင်ပုံစုံကိုနင်းသည်တင်နကအမတ်သည်ပြင်ပေါ်မှလျှော၍မစင်တွင်သို့ကြာလေသည်အမနာဒီဝီလည်းရန်တရားပြင်ပုံကိုတွင်းပေါ်၌ဖုံးအုပ်မြဲဖုံးအုပ်ထားသည်ကြံအမတ်၃ယောက်တို့ကိုလည်းထိုနီးတူစွာမစင်တွင်ထဲသို့ကြာစေ၍တညာပလုံးတွင်းထဲ၌နေစေသည် မိုးတောင်ရန်ရောက်သောအခါမှသာလင်အမတ်လေးယောက်ကိုမစင်တွင်းမှထုတ်ယူစေပြီးစံမုတ်စိတ်တို့ကိုရိတ်စေ၍အရှက်လုံယုံများအဝေဖုံးလွှမ်းစေကမုံမုံကိုကော်ရည်ပြပြရှိအောင်ကြိုးစေပြီးအေးလျင်ထိုအမတ်လေးယောက်တို့ကိုတကိုယ်လုံးအနံ့တုတ်လိမ့်ပြီးလဲဝါကုန်းဖြင့်ဖွဲ့ဖွဲ့ဖြူအောင်ကန့်ညီးစေသည် ထို့နောက်တယောက်စီ ဖြားလိုက်ထဲထဲလေး၍ထမ်းယူစီကနန်းတော်သို့သွား၍မင်းကြီးနှင့်သာထိုက်တန်သောယတနာ၄ပါးနှင့်တကွမြောက်ဖြူ၄စီကိုအမနာဒေဝီကဆက်တာလိုကြောင့်လျှောက်ထားပြီးမင်းကြီးအားဆက်တာသည်မင်းကြီးသည်ဖြားလိုက်ကိုဖွင့်ခွာသောမြောက်ဖြူနှင့်တူသောသူခမိန်လေးယောက်တို့ကိုမင်းကြီးမှဆာ၍မူးမတ်အချွေအယံနန်းတွင်သာ အပေါင်းတို့တွေ့မြင်ကြ၍အလွန်အံ့ဩပဲရှိပေစွာဟူရဲမောကြကုန်သည် ထိုးသူခမိန်၄ယောက်တို့သည် အလွန်ရှက်ကြကုန်သည်ဤသို့ရှက်စေပြီးနောက်အမရာဒေဝီသည်မိမိခင်မောမဟောတရာ၌အပြစ်မရှိသော အဖြစ်ကိုလျှောက်တင်၍အကြောင်းစုံရှင်းပြကာပြတနာကို ဖြေရှင်းပေးလိုက်သည်အမရာဒေဝီအကျင့်သီလဂုံပညာကျေးဇူးအထူးသဖြင့်တင့်တယ်မြင့်မြတ်လာပါပေတော်သည် ဤသို့လျင်အမရာဒေဝီသည်အတပြထောင်တုပ်ဖြင့်ဖျားယောင်းသွေးဆောင်ခဲ့တော်လဲလင်းယောက်ျားအပေါ်တစ္ဆာမဖောက်ကိုကျင့်တရားဆောင်ထင်းခြင်းလင်းယောက်ျားအပေါ်အမျက်ဒေါသမရှိရိုးကျိုးစွာအလုံအကျွေးပြုခြင်းလင်းယောက်ျားဘေးရန်ဒုက္ခနှင့်ကြုံလာသောအခါမိမိဉာဏ်ပညာအစွမ်းဖြင့်လွတ်မြောက်စေခြင်းစသောအကြောင်းတို့ကြောင့်တော်လေးဝဝင်မိမ့်မမြတ်စရင်ဝင်ခဲ့ခြင်းဖြစ်ရပါသည်ဒီကနေ့တင်ဆက်ပေးတဲ့အကြောင်းအရာလေးကတော့ မြန်မာရာဇဝင်တွေကတော်လေးဝဝင်မိမမြတ်၄ဦးတည်းကဖျားလောင်းမဟောတရာရဲ့ဇနီးဖြစ်သူ အမရာဒေဝီရဲ့အကြောင်းကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့တိန်ကတုသမီး channel လေးကနေတုတ္တရတ္တရပွဲရာစာအုပ်စာပေမျိုးစုံကို နေ့စဉ်ဖတ်ရှုပေးလျက်ရှိပါတယ်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါစေရှင်။နားဆင်ပေးကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။